။အဲကြောင့်လောကကြီးမှာကောင်းတဲ့ပုံစံတွေလည်းရှိတယ်မကောင်းတဲ့ပုံစံတွေလည်းရှိတယ်။အဲမှာဥစဉ်တို့ကောင်းတဲ့ပုံစံတွေများအောင်စူးစမ်းကြရမှာဖြစ်တယ်။ကြလောကကြီးမှာကောင်းတဲ့ပုံစံတွေလည်းရှိတယ်မကောင်းတဲ့ပုံစံတွေလည်းရှိတယ်။အဲမှာဥစဉ်တို့ကောင်းတဲ့ပုံစံတွေများအောင်စူးစမ်းကြရမှာဖြစ်တယ်။ အဲ့လိုစူးစမ်းတဲ့အခါမှာဘယ်ကစမလဲဆိုရင်မိမိကိုယ်တိုင်ကစမှာဖြစ်တယ်ဘယ်ကစမလဲမိမိကိုယ်တိုင်ကစမှာသူများအောင်မကြည့်နဲ့အတူများနေလဲဒီလိုလုပ်နေတာပဲဆိုတော့မကြည့်နဲ့အဲ့တော့ဘယ်တော့မှသူတော်ကောင်းတရားချွန်းရမှာမဟုတ်တော့ဘူးနော်ကိုကိုယ်တိုင်ကစကျင်ပါမေတ္တာတရားတွေကရုဏာတရားတွေမုဒိတာတရားတွေကိုကိုကိုယ်တိုင်ကစကျင်လိုက်ပါကိုရှင်းစံတရားတွေကိုကိုကိုယ်တိုင်ကစကျင်လိုက်ပါအဲ့တော့မိမိကိုယ်တိုင်ကအေးချမ်းသွားတယ်ဆိုလို့ရှိရင်မေတ္တာကရုဏာမုဒိတာတွေကိုကျင့်သုံးတယ်ဆိုရင် မိမိရဲ့မိသားစုမိမိလက်အောက်မှာလုပ်နေတဲ့ဝတ်ထမ်းကလေးတွေပါဒီမေတ္တာကရုဏာမုဒိတာတရားတွေကျင့်သုံးလာကြမှာဖြစ်တဲ့ပေါ့ဦးဇနုစပေးတဲ့မှာရှေ့ဆောင်နွားလာဖြောင်ဖြောင်သွားကနောင်နွားတက်တိုက်ဖြောင်ဖြောင်လိုက်ဤနော်ရှိတယ်ရှေ့ကနွားကဥဆောင်တဲ့နွားကဖြောင်ဖြောင်သွားရင်နောက်ကနွားတွေကလည်းဖြောင်ဖြောင်လိုက်တယ်ရှေ့ကနွားကကောက်သွားရင်နောက်ကနွားတွေလည်းကောက်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးဦးဇနု တောင်မြို့မဟာကဏ္ဍဆရာတော်ဘုရားကြီးကအနာဂတ်တာသနာရေးကျမ်းစာထဲမှာဖြစ်စဉ်လေးတစ်ခုကိုထောက်ပြထားတယ်မြန်မာနိုင်ငံပကံခေအနောရထာမင်းလက်ထက်မှာအရေးကြီးတွေထုံကားတဲ့အချက်အရေးကြီးတွေကောင်းစားတဲ့အချက်အရေးကြီးတွေဆိုတာယဟန်တူယဟန်ရောင်တွေပဲဘာမှအကျင့်ကောင်းတဲ့သူတွေမဟုတ်ဘူးအလွန်ရုံမာတဲ့ယဟန်တူယဟန်ရောင်တွေဖြစ်တယ် ဆိုတော့အနောယထာမင်းကညာရှိတယ်ဘုံကံကြီးတယ်သူကြည့်မရဘူးအဲ့ဒီယဟန်သူတွေကိုလုံးဝကြည့်မရအနောယထာကကြည့်မရပေမဲ့လည်းဘာမှမတတ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတိုင်းသူပြည်သားတွေကအဲ့ဒီအရေးကြီးလို့ခေါ်တဲ့ယဟန်အတုယဟန်ရောင်တွေကိုကိုယ်ပဲကြစိတ်ကကြနေတော့သူ့အနေနဲ့မပြောတာဘူးငါရှင်ပရင်ပဲဆိုပြီးတော့အာနာတုံးလို့မဖြစ်ဘူးမတော့ရှင်ပရင်တွေဟာတဲ့ အဝိရောဒနာတိုင်းသူပြည်သားနဲ့မဆန့်ကျင်ရဆိုတဲ့ရှင်ဘုရင်စည်းကမ်းတစ်ခုကိုလိုက်နာရတယ်။ရှင်ဘုရင်ဆိုတာအဝိရောဒနာတိုင်းသူပြည်သားနဲ့မဆန့်ကျင်ရဘူး။အဲ့တော့အနော်ထာမင်းတွေအကြီးကြီးတွေကိုမကြိုက်ဘူး။မကြိုက်ပေမဲ့လည်းပဲတိုင်းသူပြည်သားတွေရာကိုးကွယ်နေတော့သူကတိုင်းသူပြည်သားတွေတွေနဲ့မဆန့်ကျင်ခြင်းနဲ့အတွက်ကြောင့်အကြီးကြီးတွေကိုနှိမ်နှင်းမှုမလုပ်ဘူး။နောက်ပိုင်းပထုံကနေပြီးတော့နော် အရှင်အရဟံပကံကိုကြွလာတာအရှင်အရဟံကယဟန်တော်ပိတာတယ်ယဟန်တာအရှင်သူမြတ်တပါးလည်းဟုတ်တယ်အလွန်ကြီးညိုစရာကောင်းတယ်အရေးကြီးတယ်နဲ့ရှင်လိုက်မယ်ဆိုရင်အလွန်ကွာဟပါတယ်နေပုံထိုင်ပုံစကားပြောပုံတွေအားလုံးကအလွန်ကြီးညိုစရာကောင်းတယ်အနန္တမင်းကြီးကအကြီးကြီးတွေကိုစိတ်ပြတ်နေတဲ့အချိန်မှာအရှင်အရဟံတို့ ရဟန်းတော်စစ်စစ်တပားကိုဖူးလိုက်ရတဲ့အချိန်မှာပြောမပြတက်လောက်အောင်ဝမ်းသာသွားတယ်ချက်ချင်းကိုပဲရှင်ရှင်ကြီးကပြောင်းလဲကိုးပွယ်လိုက်တယ်အစားထိုးစရာရပြီပေါ့နော်ငကိုတော့ကတော့အစားထိုးစရာမရှိတော့ဒီတိုင်းပဲအရေးကြီးတွေကိုကြည့်နေရတာဟောအရှင်အရဟံကြွလဲကြွလာရောအရှင်အရဟံကိုလုံးဝဘဝတစ်ခုလုံးကိုပုံအပ်ပြီးတော့ကြီးညူကိုးကွယ်စည်းကပ်လိုက်တယ် အဲ့တော့ရှင်မင်းကိုယ်တိုင်ကအရေးကြီးတဲ့ကိုစွန့်အရှင်အရဟံကိုပြောင်းပြီးတော့ကိုယ်ခွယ်စိတ်ကပ်ဆိုတော့နောက်ကစစ်တူကြီးတွေဝင်ကြီးတွေရှင်မင်းပြောင်းပြီဆိုတော့လက်ပြောင်းကြပြီပေါ့ဝင်ကြီးတွေလည်းပြောင်းတယ်စစ်တူကြီးတွေလည်းပြောင်းတယ်ခြေတော်ဝါဒဗုဒ္ဓသာသနာကိုပြောင်းကိုယ်ခွယ်ကြတယ်ဒါကဝင်ကြီးတွေစစ်တူကြီးတွေပြောင်းတယ်ဆိုတော့သူတို့နောက်မှရှိတဲ့တတိယကြွယ်တွေလည်းပြောင်းပေါ့ တတိယရွယ်နေပြောင်းနေဆိုရင်တို့နောက်မှာရှိတဲ့အလုပ်သမားတွေလည်းပြောင်းပေါ်ဝန်ထမ်းတွေလည်းပြောင်းပေါ်ဆိုတော့ခေါင်းဆောင်တွေပြောင်းလိုက်တာနဲ့နောက်လိုက်တွေနောက်လိုက်တွေပြောင်းပါလို့ပြောစရာမလိုပဲနဲ့သူပြောင်းရင်တို့လည်းပြောင်းနေကွာဆိုပြီးတော့လက်ပြောင်းကြတာပဲချင်းပြန်ပြောင်းရင်ငါတို့လည်းပြောင်းမယ်ဆိုပြီးစစ်သူကြီးတွေပြောင်းတယ်အမတ်တွေပြောင်းတယ်စစ်သူကြီးအမတ်တွေပြောင်းတဲ့အခါကျတော့တတိယကလည်းသူတို့ပြောင်းရင်ငါတို့လည်းပြောင်းမယ်ဒါကတပည့်လက်အောက်ငယ်သားတွေကလည်းတတိယပြောင်းရင်ငါတို့လည်းပြောင်းမယ်ဖြစ်ကုန်ကြတယ်အဲ့ဒီလိုနဲ့အကြီးကြီးကိုစော့ ခြေသာဘာသာဗုဒ္ဓဘာသာဘက်ကိုရောက်လာကြတယ်ပေါ့အဲဒီခါကျမှအနုရထာမင်းကသာသနာပြုချိန်တံပီးဆိုပြီးတော့အကြီးကြီးတွေကိုနှိမ်နှင်းတော့တာပဲတိုင်းသူပြည်သားတွေကိုယ်တိုင်ကထေရဝါဒဗုဒ္ဓသာသနာကိုပြောင်းလာပြီဖြစ်တဲ့အတွက်ကြောင့်အာနာဇတ်နဲ့အာနာတန်ရှင်လောက်တာပဲအဲ့ဒီအကြီးကြီးတွေအကုန်လုံးလူထုတ်ပြီးတော့စင်ချေကျုံမြင်းချေကျုံအဲ့လိုမျိုးယာတို့တွေပြေးပလိုက်တာပဲလူထုတ်ပလိုက်တာပဲပြောချင်တာကပါလဲဆိုတော့ခေါင်းဆောင်ကစပြောင်းသွားတယ် တယောက်ပြောင်းလိုက်တာနဲ့သူ့ရဲ့နောက်ကပုံကိုယ်တွေသူ့ပတ်ဝန်းကျင်ကပုံကိုယ်တွေပါလိုက်ပြောင်းတယ်လို့ဆိုတော့တယ်။ဒါကြောင့်ဦးစင်းတို့လောကကြီးငြိမ်းချမ်းဖို့မေတ္တာကရုဏာမုဒိတာကျင့်ရမယ်ဆိုတဲ့နေရာမှာကဲအားလုံးပြောဘယ်ဟာစကြမလဲ။မိမိတို့ကိုယ်တိုင်ကစာရမှာဖြစ်တယ်။ကိုကိုယ်တိုင်ကစာရမှာနော်။ကိုကစားလိုက်ပါ။မိမိကိုယ်တိုင်ကကျင့်လိုက်ရင်မိမိနဲ့ပတ်သက်နေတဲ့မိတ်ဆွေတွေလည်းပါလာမှာပဲနော်။မိမိနဲ့ပတ်သက်တဲ့မိတ်ဆွေတွေပါလာမယ်။မိမိမိသားစုဝင်တွေပါလာမယ်။မိမိအောက်မှာ တာဝန်ထမ်းဆောင်နေတဲ့လူပုဂ္ဂိုလ်တွေနော်ပါလာကြမှာဖြစ်တယ်ပေါ့ပြီးရင်တခါသူတို့ပါလာရင်သူတို့နဲ့ဆက်သွယ်တဲ့ပုဂ္ဂိုလ်တွေလည်းပါလာမှာပဲပေါ့ဟုတ်ပြီနော်တယောက်ကနေတစ်ပြည့်တစ်ပြည့်နဲ့ကောင်းတဲ့ဓာတ်တွေပြန်လာမှာဖြစ်တယ်ပေါ့တချို့ကဥစ္စာငငယ်တုန်းကပြောကြတာတကယ်ချင်းချင်းရဲ့ဒီလောက်ခုပြည့်ကြည့်တယ်မှာမဖြစ်နိုင်ပါဘူးမဖြစ်နိုင်ပါဘူးအရှင်ဘုရားလို့အားလုံးကောင်းဖို့မဖြစ်နိုင်ပေမဲ့ဖြစ်တဲ့တလောက်တော့ဖြစ်နိုင်ပါတယ်ဥစ္စာငငယ်တုန်းက ဇိုင်းစရာဒကာကြီးဥဖေမြင့်ရေးတဲ့ဇာုပ်အပူတယ်နှလုံးသားအာဟာရဆိုတာအဲ့ဒီဇာုပ်ထဲမှာဘာလေးပါတယ်လဲဆိုတော့လူတစ်ယောက်ကပင်လယ်ကမ်းခြေမှာလမ်းလျှောက်သွားရင်းနဲ့ကျဲငားလေးတွေကတိုင်းပုတ်ပြီးတော့ကမ်းပေါ်မှာတင်းနေတာပင်လယ်ကမ်းခြေမှာအများကြီးပဲကောက်လို့မနိုင်အောင်ကိုများတယ်တိုင်းပုတ်ပြီးတိုင်းပုတ်ပြီးတော့အဲ့ဒီ ကြံငါးလေးတွေကြံငါးလေးတွေရတောင်ပြင်မှာတင်းနေတာအများကြီးပဲတော်တော်များတယ်အဲ့တော့လမ်းဆောင်နေတဲ့လူကသူဆောင်းနေတဲ့လောက်အဲ့ဒီကောင်လေးတွေကောက်ကောက်ပြီးတော့ရေထဲကိုလက်လက်ပစ်ချတယ်အဲ့ဒီကောင်လေးတွေကောက်ပစ်ကောက်ပစ်ကောက်ပစ်လုပ်တယ်တော်တော်များတယ်သူမနိုင်ပါဘူးအဲ့နောက်ကလိုက်လာတဲ့လူတယောက်ကပြေးတယ်ခမားပြားတယ်ဒီလောက်ကြံငါးတွေအများကြီးကို ခင်ဗျာရေထဲဘလို့လို့ပြချလို့နိုင်မှာတော့ခင်ဗျာအကျိုးမရှိတာမလုပ်ပါနဲ့ဗျာတယောက်ကတားတယ်ခင်ဗျာအဲ့လိုတကူချင်းတကူချင်းကောက်ပြစ်နေတော့ဘလို့လို့အကျိုးရှိမှာတော့အများကြီးပဲခင်ဗျာမလုပ်နိုင်ပါဘူးဗျာအဲ့တော့ကောက်ပြစ်တဲ့သူကပြောလိုက်တယ်ဒီတဲ့ဒီတောင်ကျင်းမှာရှိတဲ့အကောင်တွေအားလုံးကိုတော့ကျွန်တော်အသက်ရှင်အောင်မလုပ်နိုင်ဘူးလေဒါပေမဲ့ကျွန်တော်ရေထဲကိုပြစ်လိုက်တဲ့အကောင်တွေကတော့အသက်ရှင်တော့တာသေးကြတယ် ဟုတ်တယ်နော်အားလုံးတော့မချေပြင်မဲ့ तू ကောက်ပြလိုက်တဲ့အကောင်လေးတော့ရှင်းလားမရှင်းဘူးလားဒီတိုင်းပဲပေါ့တလုံးကလုံးကောက်အောင်တော့မလုံနိုင်ပြီမဲ့ကိုလုံလိုက်တဲ့ဘက်ကိုတယောက်ကောင်းသွားရင်လည်းတယောက်ကောင်းသွားတယ်ပေါ့နော်တယောက်ပဲကောင်းကောင်းနှစ်ယောက်ပဲကောင်းကောင်းမိသားစုတစုပဲကောင်းသွားတယောက်ပဲကောင်းသွားကောင်းသွားအကျိုးရှိလားမရှိဘူးလားရှိတာပေါ့အကျိုးရှိတာပေါ့ဒါကြောင့်ဦးစင်းတို့အားလုံးကောင်းမှလုံမယ်ဆိုတာမျိုးဆိုတာတဲ့တယောက်ကောင်းကောင်းနှစ်ယောက်ကောင်းကောင်းစွန့်နေတဲ့လောက်လုံမယ်ဆိုတဲ့စိတ်ကို ။စောက်တိထားသိလားမထားသိဘူးလား။ဒါကြောင့်ဘလို့ပဲဖြစ်နေဖြစ်နေမေတ္တာကရုဏာမုဒိတာဆိုတာကျင့်သုံးတဲ့တရားတွေဆိုတာနားထောင်ကြရမှာနော်။ဘုသူတွေတရားပြတ်နေတရားပြတ်နေမေတ္တာကရုဏာမုဒိတာတရားတွေကိုချင်းသာတရားတွေဆိုတာကျင့်ကိုကျင့်ရမယ့်တရားတွေဖြစ်တယ်။ဒီကိုညနာတရားတွေမေတ္တာကရုဏာမုဒိတာတရားတွေခိုင်းချောင်းနေတယ်ဆိုရင်ကဘာကြီးကဘယ်နည်းနဲ့မှမကောင်းနိုင်ဘူ